င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။နိုင်ငံတကာကစောင့်နေတဲ့ကြားဖြတ်နှိမ့်နှင်းလုပ်ငန်းတွေကိုပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိနေပြီးငွေကြေးလိမ်လည်စက်တာတွေပြောင်းရွှေ့နေမှုကိုအထူးသတိထားစောင့်ကြည့်နေတယ်လို့အန်ယူဂျီကပြောပါရယ်။ရွှေကောက်ကိုကနေထိုင်းဘက်ကိုထွက်ပြေးတဲ့နိုင်ငံသားသား36ဦးဖမ်းဆီးခံရပြီးညရီမြို့မှာလည်းထွက်ပြေးလာသူတွေနဲ့ဟိုတယ်တွေပြည့်နေတဲ့တဲ့ရင်ပါဝင်။ ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့အမေရိကန်အပါအဝင်နိုင်ငံတကာကစောင့်ရနေတဲ့ကြားဖြန့်နှိမ်နင်းလုပ်ငန်းတွေကိုပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိနေရလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်က ပြောဆိုလိုက်ပါတယ်။မနေ့ကပြုလုပ်တဲ့ NUG ရဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ ကျန်းဖက်စစ်တပ်ကအာနာသိမ့်ပြည့်နောက်ပိုင်းမှာစစ်တပ်လက်အောက်ခံနေကြားဆောင်တပ်တွေကရာဇဝလုပ်ငန်းတွေကိုအာနာသိမ့်စစ်တပ်ရဲ့အကာအကွယ်နဲ့ပြန်လည်လုတ်ကင်လာခဲ့တာလည်းဖြစ်ပါတယ်။အဲဒါကြောင့်လက်ရှိအကြက်တဲတွေရဲ့အဓိကတရားခံမှာအကျန်းဖက်စစ်တပ်သားဖြစ်တယ်လို့လည်းဆိုပါတယ်။အခုတော့နိုင်ငံတကာကစိုက်ဘာလိမ်လည်မှုတွေကိုနှိမ်နှင်းဖို့စ조사လာတာကြောင့်စစ်တပ်က KK ပတ်လို့ငွေကြေးလိမ်လည်မှုစနစ်တွေကို အယောင်ပြဖြိုခွင်းပြပြီးကရင်ပြည်နယ်ရဲ့တခြားနေရာနှစ်ခုကို ပြောင်းရွှေ့ကာငွေကြေးလိမ်လည်စနားတွေပြန်လည်လက်ပတ်နိုင်ဖို့အတွက်စီစဉ်နေမှုကို NUG ကအထူးသတိထားစောင့်ကြည့်နေတယ်လို့လည်းဦးနေဖုံလက်က ပြောပါရတယ်။အဲဒါအပြင်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အမေရိကန်အပေါင်းအမေနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိနေတယ်လို့ NUG အနေနဲ့လည်းစိုက်ဘာလိမ်လည်မှုပြဿနာတွေကိုကင်တွယ်ဖြေရှင်းဖို့နိုင်ငံတကာကိုဖိတ်ခေါ်လိုတယ်လို့လည်းသူကပြောပါရတယ်။မြန်မာနိုင်ငံက လူငယ်လူရွယ်တွေအနေနဲ့လည်းအလောက်ကန်အခွင့်အလန်းရှားပါလာချိန်မှာ ကြားဖြန့်စိုက်ပါလဲလဲမှုလုပ်ငန်းတွေကအလောက်ကန်အတုတွေခေါ်ယူနေမှုကိုအထူးသတိပြုကြဖို့ကိုလည်း NUG ကသတိပေးပြောဆိုထားပါတယ်ရှင်။ တဆက်ထဲတင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုတ်ကတော့ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြရီမြို့နယ်ရွှေကုတ်ကိုကြားဖြတ်မြို့တစ်ကနေထွက်ပြေးလာတဲ့နိုင်ငံသားသား36ဦးကိုမနေ့ကမနက်ပိုင်းမှာထိုင်းအာဏာပိုင်တွေကဖမ်းဆီးရရှိခဲ့လို့နယ်စပ်သတင်းရင်းမြစ်တွေစီကသိရပါဗါတယ်မနေ့ကနိုဝင်ဘာလ19ရက်နေ့မနက်ပိုင်းမှာ မြရီမြို့နယ်ရွှေကုတ်ကိုဘက်ကနေတောင်ရင်မြစ်ကိုဖြတ်ကိုကထိုင်းလန်ငန်ဘက်အချမ်းဝမ်ဖကျေးရွာကိုရောက်ရှိလာတဲ့လန်ငန်ကြားသား36ရောက်ကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးရရှိခဲ့တာဖြစ်တယ်လို့လည်းသိရပါဗါးအဲ့ဒီလန်ငန်ကြားသားတွေထဲမှာတရုတ်ပါကစ္စတန်အိန္ဒိယနဲ့ဗီယက်နမ်နိုင်ငံသားတွေဖြစ်တယ်လို့လည်းသိရှိရပါဗါးဒါအပြင်ရွှေကုတ်ကိုကနေထွက်ပြေးလာတဲ့ကြားဖြတ်လန်ငန်ကြားသားတွေဟာ ညရီမြို့ပေါ်မှာလည်းပြည့်နေနေကြသလိုဟိုတယ်နဲ့တက္ကသိုလ်ခန်းတွေလည်းပြည့်နေနေရလို့လည်းသိရှိရပါတယ်။ရွှေကုတ်ကလည်းညရီမြို့ကိုကားငှားရင်ကားငှားရန်ကဖြစ်လူတဦးကို ထိုင်းဘတ်တထောင်ကျော်ဈေးပေါင်နေရလို့လည်းသိရှိရပါတယ်။ငွေလင်စတာက အောက်ခြေကြားဖြတ်လောက်ကင်သူတွေကတော့ကို့အစီအစဉ်နဲ့ကိုထွက်ပြေးလာကြပြီမဲ့လေအရေးကြီးတဲ့ထိပ်ပန်းတရုတ်တစ်ထည်တွေ ကြားဖြန့်တွေကိုတော့ BGF တွေကသူတို့ဌာနချုပ်တွေနဲ့ရွာတွေကိုခေါ်ထားတယ်လို့လည်းနေဆက်သတင်းမြစ်ကပြောပါရယ်ဂျပန်စစ်တပ်ကကြားဖြန့်လုပ်ငန်းတွေမှာနေကြားဆောင်တပ်တွေနဲ့ညင်ချဲယူထားတဲ့တိုင်းရင်းသားလက်လက်ကန်တပ်ဖွဲ့တွေပါဝင်ပတ်သက်နေရလို့လည်းထုတ်ဖော်ပြောဆိုထားပါရယ်ရှင်မကွေးရသတင်းတဘောကိုတက်ဆက်ပေးကြပါရယ်မကွေးတိုင်းရေချိုမြို့နယ်ကြောက်လှေကဂိတ်နဲ့ပန်းတိုင်းချုံစစ်တပ်ဂိတ်အကြား စစ်ကားနှစ်စီးကိုကြားဖြတ်တက်ခဲ့ခဲ့ရမှာစစ်သား၁၈ဦးဟာသေသွားခဲ့တယ်လို့စောင်းတန်းဝါရဲဆို PDF တာဝန်ခံကိုအောင်မောင်းကရန်ကုန်ခေတ်စ်ကိုပြောပါရယ်နိုဝင်ဘာလ၁၆ရက်နေ့ညနေ9:00နာရီခန့်အချိန်ခန့်ကရေဂျိုမြို့နယ်ကြောက်လှေကားဂိတ်ကနေပခုတ်ကူမြို့နယ်ပန်းတိုင်းချုံဂိတ်ကိုပြည်သူပိုင်ကားတွေချောဆွဲလာပြီးလိုက်ပါလာတဲ့ကား၅စီးအနေနောက်ဆုံးကားတစ်စီးကိုပြည်သူကားကွေပူပေါင်းတပ်ဖွဲ့တွေက အပိုင်ပစ်ခတ်တိုက်ခိုက်ချေမှုန်းခဲ့ရမှာကားပေါ်မှာပါလာတဲ့စစ်သား၁၈ဦးလုံးဟာ ာတေသွားခဲ့တာဖြစ်တယ်လို့လည်းကိုအောင်မောင်းကပြပြပါရတယ်။အဲ့ဒီတေဆုံးစစ်သားတွေနဲ့ပန်းတန်းခြုံကဲကိုရောက်ရှိသွားတဲ့စစ်သားတွေကိုညရှင်းနိုင်မှာတော့ပခုတ်ကူမျိုးကကားဆယ်စီးနဲ့လာရောက်တယ်ဆောင်သွားတယ်လို့လည်းသိရှိရပါရတယ်။ဒီတိုက်ခိုက်မှုကိုစောက်တန်းရေချိုလိုကယ်တပ်ပေါင်းစု အဖွဲ့တွေဖြစ်ကြတဲ့စောက်တန်း 1SO PDF ရေချို Revolution Group YRG ဒေါင်းညီတို့ပခုတ်ကူ PDF ပြည်သူအာမန် PDF King Cobra ဒေါင်းစစ်တီ PDF နဲ့ဒေါင်းသွင်းညီ PDF အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူကာကွယ်တပ်ဖွဲ့ဝင်တွေဘက်ကအထူးခံမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါတယ်ရှင်။ ီတကမှာတော့မကွေးတိုင်းပေါ့မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြက်ဖက်စစ်တပ်ကလမ်းပြခေါ်ဆောင်လာသူတွေအပါအဝင်ပြည်သူ၈ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့ပြီး20ကျော်ကိုဖမ်းဆီးထားကကြေးရွာတွေကိုလည်းစစ်ကြောင်း၄ကျောင်းနဲ့စီနင်းမီးရှို့နေရလို့ပေါ့မြို့နယ်လူသားချင်းစာနာဌာနကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။ နိုဝင်ဘာလ16ရက်နေ့ကနေစတင်ပြီးပေါ့မြို့နယ်မြောက်ပိုင်းကကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်း၄ချောင်းခွဲကစစ်ကြောင်းထိုးနေတဲ့အတွက်ကျေးရွာ၄၂ရွာကပြည်သူ3500ခန့်ဟာနီးစပ်ရာတောတောင်တွေအတွင်းကိုစစ်ဘေးတင်းရှောင်နေရတယ်လို့လည်းသိရပါဗါတယ်။အဲ့ဒီစစ်ကြောင်းဟာ ရွင်ဘာလ19ရက်နေ့မှာတဲပင်ရွာကပြည်သူပိုင်နေအိမ်6လုံးကားကိုတောင်နဲ့ဈေးဆိုင်ခန်းတွေကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့ရွင်ဘာလ17ရက်နေ့ကလည်းကြောက်ကာရွာကကာလရှည်စစ်ပေးရှောင်တွေနေထိုင်နေတဲလုံး30ကိုလည်းမိရှို့ဖျက်ဆီးသွားတယ်လို့လည်းသိရပါဗါးဒါအပြင် ပေါ့မြို့နယ်ကပါစာ24လက်လက်စစ်ရုံကလည်းလက်လက်ကြီးတွေနဲ့ရန်တန်ပစ်ခတ်နေတဲ့အပြင်လေကြောင်းကနေပါ ဘုံကျဲတိုက်ခိုက်မှုတွေကိုလှုပ်ဆောင်နေကြရလို့လည်းသိရှိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာပေါင်းမြုံနယ်တွင်စစ်ကြောင်းထိုးလာခြင်းကစတင်က လက်ရှိအချိန်ထိလမ်းပြအဖြစ်ဖမ်းဆီးလာတဲ့ပြည်သူ၂ဦးပါဝင်ကျေးရွာအတွင်းကပြည်သူ၈ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးပြည်သူ၂၀ကျော်ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ပေါင်းမြုံနယ်လူသားစာနာဌာနကတာဝန်ရှိသူတို့ကပြောပါရရှင်။ ဆက်လက်ပြီးတော့မကွေးတိုင်းဆလင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးတအူးကိုငွေကျပ်340နဲ့ပြန်ရွေးခန်းကငွေကြေးမပေးနိုင်ခြင်းရှိသူတွေကိုစစ်တပ်နန်းကျောင်းကိုပို့ဆောင်လိုက်တယ်လို့ပြည်သူညီနောင်ဆလင်းသတင်းတာဝန်ခံကိုပြည်သူကရန်ကုန်ခေတ်တက်ကိုပြောပါရယ်အော်တိုဘာလ30နှစ်မနေ့ပိုင်းကဆလင်းမြို့ပေါ်ကျောင်းကြားရပ်ကွက်မှာအိမ်ငှားနေတဲ့လူငယ်နှအိုးကဆလင်းဈေးမှာဈေးဝယ်ထွက်လာစဉ်တွင်စစ်သားတွေကပေါ်တာဆွဲဖမ်းဆီးခဲ့လို့လည်းသိရပါရယ် င်ဘာလ10ရက်နေ့ကလည်းစလင်းမြို့မြို့မစင်းအနောက်ပိုင်းမှာမွန့်ပို့လာတဲ့ကားမှာလိုက်ပါလာတယ်။လူငယ်တဦးကိုလည်းစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့လို့လည်းသိရပါဗါဒ။အလားတူနိုဝင်ဘာလ10ရက်နေ့မနက်၄နာရီလောက်မှာရုံးပင်ကန်ကြီးရွာကလူငယ်၃ဦးဟာငါးဖမ်းဖို့တွားရောက်စဉ်တွင်ပေါ်တာဆွဲဖန်းစီခံရခဲ့ကစလင်းမျိုးခမရ254တရင်ကိုခေါ်ဆောင်သွားခဲ့တာလည်းဖြစ်ပါတယ် နိုဝင်ဘာလ9ရက်နေ့မှာတော့တဲကုန်းကျေးရွာကလူငယ်အုပ်မှလည်းဆိုင်ကယ်နဲ့ဆလင်းမြို့ကိုတွားရောက်စင်မှာစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့လို့လည်းသိရပါတယ်။ဒါအပြင်နိုဝင်ဘာလ9ရက်နေ့မှာပဲမိုးဝင်းကျေးရွာကလူငယ်တို့ဟာမန္တလေးမြို့ကစိန်တကုန်းအဝေးပြေးကားနဲ့ဆလင်းမြို့ဘက်ကိုပြန်လာစဉ်တွင် စစ်တပ်ကကားပေါ်ကနေဆွဲချကပေါ်တာဆွဲဖမ်းဆီးခဲ့လို့ကိုပြည်သူကပြပြပါရယ်အဲဒီလိုပဲနိုဝင်ဘာလ17ရက်နေ့မှာလဲကန်ချောက်ကျေးရွာကလူငယ်တို့မှာလဲမန္တလေးကနေသခိုင်းမြို့ကိုပြန်လာစင်မှာအကြမ်းဖက်စစ်တပ်ကလမ်းပိုင်းတနေရာမှာပေါ်တာဆွဲဖမ်းဆီးခဲ့ပါသေးတယ်အဲဒီလိုပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်10ဦးတည်းကလူငယ်တို့ကိုတော့မိသားစုကငွေကျပ်340နဲ့ပြန်လဲရွေးထုတ်နိုင်ခဲ့ပြီး ကျန်သူတွေကတော့ငွေကြေးပေးဆောင်နိုင်ခြင်းမရှိတာကြောင့်စစ်တပ်နှန်းចောင်းကိုပို့ဆောင်လိုက်တယ်လို့လည်းသိရှိရပါတယ်။အလားတူဘကိုးတိုင်းမင်းလာမြို့နယ်မှာလည်းအကြမ်းဖက်စစ်တပ်ဟာလူငယ်6ဦးကို ပေါ်တာဆွဲဖမ်းဆီးခဲ့ပြီး ဖန်းစည်းခံရတဲ့လူငယ်တချို့ရဲ့မိဘဆွေမျိုးတွေကရန်ကုန်ခေတ်သစ်တရနာကိုလည်းပြပြပါဗယ်။နွေမာလာ၁၆နှစ်ကမင်းလာမြို့နယ်မုတ်ခါရွာကလူငယ်၆ဦးကိုရွာထိပ်မှာစောင့်ကြိုဖမ်းဆီးခဲ့ပြီးငွေကြက်သိန်းရာချီတောင်းခံခဲ့တဲ့ဖြစ်စဉ်တွေရှိတယ်လို့လည်းဒေသပြည်သူတို့ကပြပြပါဗယ်။ဂျပန်စစ်တပ်ကအခုနွေမာလာအတွင်းစစ်မှုထမ်းအပတ်စဉ်၁၆ကိုစတင်ဖွင့်လှစ်နေပြီဖြစ်တယ်လို့လည်းသိရပါဗယ်ရှင်။ စကိုင်းတိုင်းအတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။စကိုင်းတိုင်းတပဲမြို့နယ်အရှိချမ်းရင်ကျေးပါအနီးကစစ်ပေးဆောင်ပြည်သူတွေယာယီခိုလုံရဲ့နေရာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်ကဆက်တက် လေထီးနဲ့ဘုံကျဲချခဲ့ရမှာပြည်သူ့နှုတ်ဟာထိခိုက်ဒဏ်ရာရှိခဲ့လို့တပဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါရစေ ဒွေဘာလ၁၉ရက်နေ့မွန်လတနိုင်းလောက်ကမုံရွာအနောက်မြောက်တဲစစ်တနာကျောက်ကနေတက်လာတယ်။ဂျိုင်ရိုကော့ပတာ၃စီးနဲ့တပဲမျိုးနဲ့အရှိချမ်းရင်ကျေးရွာနေစစ်ဘေးရှောင်ပြည်သူတွေယာယီခိုလိုရနေရကိုဘုံကျဲချခဲ့တာဖြစ်ပြီးအဲ့ဒီတက်ခတ်မှုကြောင့်အမျိုးသား၂ဦးဟာထိခတ်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။အလားတူရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ကကျေးရွာနှစ်ရွာကိုလည်းအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတက်ခတ်တဲ့အတွက် အထက်တန်းကျောင်းသူတို့အပါဝင်အမျိုးသမီး3ဟာတည်ဆုံးခဲ့ရပြီးငောင်းဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းအေအေကသတင်းထုတ်ပြန်ထားပါဗျ။နိုဝင်ဘာလ18ရက်နေ့ည8နာရီအချိန်ခန့်ကလည်းအကျန်းဖယ်စစ်တပ်ဟာကြောက်ဖြူမြို့နယ်ဇင်ချောင်းတိုက်နယ်တွင်အလဲရွာတစ်ကျေးရွာနယ်တောင်ငူကျေးရွာကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရမှာအလဲရွာတစ်ကျေးရွာကအပြစ်မဲ့အရသာပြည်သူ2ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့ပြီး တောင်ကိုကျေးရွာကအထက်တန်းကျောင်းသူအရွယ်အမျိုးသမီးတို့အပါအဝင်အမျိုးသမီး၃ဟာတည်ဆုံးခဲ့ရပြီးအပြစ်မဲ့ရတားပြည်သူ၃ဟာလည်းပြင်းထန်ထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါဗါးအဲ့ဒီလေကြောင်းတက်ခတ်မှုကြောင့်အလဲရွာတည်ရွာကအခြေခံမူလာတန်းစာတင်ကြောင်းတကြောင်တောင်ငူကျေးရွာကအခြေခံပညာအလေတန်းစာတင်ကြောင်းတကြောင်းနဲ့အရသာလူနေအိမ်တလုံးတို့မှာဘုံထိမှန်ကြောက်ရောက်ပောက်ကွဲသွားမှုကြောင့် ပျက်စီးသွားရတယ်လို့လည်းသိရှိရပါတယ်။အဲ့ဒီနေ့မှာပဲအကြမ်းဖက်စစ်တပ်ကရခိုင်ပြည်ကြောက်ဖြူမြို့နယ်ကြောက်ကလေးကျေးရွာမင်းရဲတိုက်နယ်တွင်မင်းရဲရွာတန်ချောင်းရွာနယ်လက်တင်ကျေးရွာတွေကိုလည်းလေကြောင်းလက်နက်ကြီး drone တွေနဲ့တိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ကအရတားပြည်သူတွေကိုပိတ်မှတ်ထားတိုက်ခိုက်နေသလိုလေကြောင်းရန်ပုံမှုသတိထားကြဖို့ကိုလည်းအရခတက်တော် AA ကထပ်မံသတိပေးထားပါရဲ့ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့မန္တလေးတိုင်းမဒရာမြို့နယ်ဒခိနအာယုံရွှေကျင်ဖုံကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်ကပစ်ခတ်လိုက်တဲ့လက်လက်ကြီးကြီးကြက်ရောက်ပောက်ကွဲသွားတာကြောင့်ဖုံကြီးကျောင်းတွေမီးလောင်ပြကျသွားခဲ့ရလို့ Voice of မန္တလေးကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်နိုဝင်ဘာလ18ရက်နေ့ကအကြမ်းဖက်စစ်တပ်ကမဒရာမြို့နယ်မြောက်ပိုင်းဒခိနအာယုံရွှေကျင်ဖုံကြီးကျောင်းကိုလက်လက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရယ်အကြမ်းဖက်စစ်တပ်ပစ်ခတ်တဲ့လက်လက်ကြီးကြီးတွေဟာ ဖုံးရင်ကျောင်းဝင်းအတွင်းကိုကြောက်ရောက်ပောက်ကွဲသွားခဲ့ပြီး ကျောင်းဆောင်နှစ်ဆောင်ဟာမီးလောင်ပြိုကျခဲ့ရလို့လည်းသိရှိရပါဗျ။အလားတူတနင်္လာရီတန်တနင်္လာရီမြို့နယ်သူးလေပလောကျေးရွာအတွင်းကိုလည်းအကြမ်းဖက်စစ်တပ်ဟာလေရင်နဲ့ဘုံကျဲတက်ခတ်ခဲ့လို့ KNU ဗဟိုကသတင်းထုတ်ပြန်ထားပါဗျ။နိုဝင်ဘာလ16ရက်နေ့မွန်လတနင်္လာ54မိနစ်ခန့်မှာတနင်္လာရီမြို့နယ်သူးလေပလောရွာကိုအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့ဘုံလလုံးကိုကျဲချတက်ခတ်ခဲ့တာလည်းဖြစ်ပါဗျ။အကြမ်းဖက်စစ်တပ်ဟာသူတို့အာဏာဆက်လက်တည်မြဲနိုင်ရေးအတွက်သူတို့အုပ်ချုပ်တဲ့နယ်မြေတွေမှာအတူအယောင်ရွေးကောက်ပွဲတွေကို ိုအတင်းအဓမ္မပြုလုပ်ဖို့အတွက်အထူးကြိုးပမ်းနေကြတာဖြစ်ပြီးလက်လွတ်ဆုံးရှုံးခဲ့ရတဲ့နေမြေဒေသတွေအတွင်းကပြည်သူတွေကို အကြောက်တရားဖြစ်ပေါ်စေဖို့အတွက်ရွေချက်ရှိရှိနဲ့လေချောင်းကနေဘုံကျက်တက်ခတ်မှုတွေလှုပ်ဆောင်နေရလို့လည်းခရဲညူဘဟုကပြောဆိုထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်တည်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျေးမများပါ